ထိုပြောဆိုမှုပြုလုပ်မှုကမမင်္ဂနေ့စိတ်ရဲ့ဥဆောင်မှုနောက်ဖြစ်ပေါ်သွားပြီဆိုရင်ဆိုးကျိုးတွေကိုရရှိခံစားကြရတာဖြစ်တယ်ပေါ့ဒါမို့မြတ်စွာဘုရားရဲ့အဆုံးအမစိတ်ကိုအဓိကပဋ္ဌာန်းထားပြီးတော့ဆုံးမတာပဲဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်ဤအနေနဲ့ တခုတည်းသောကျင့်စဉ်ကိုပြောပါဆိုရင်ကိုယ်စိတ်ကိုထိမ့်သိမ့်ခြင်းပဲဘုရားဗဒာရဲ့ကျင့်စဉ်ဟာဘာလို့ဆိုရင်ကိုယ်စိတ်ကိုထိမ့်သိမ့်ဆောင်ဆောင်နိုင်ခြင်းဟာဘုရားဗဒာရဲ့အချက်ပဲဒါကြောင့်မို့မြတ်စွာဘုရားကယန္တဘာကိုဆုဆုံးမတဲ့အခါမှာယန္တဘာဟာတိခဗုဒ္ဓလိုက်နာမဲ့ကိုကျင့်တရားတွေမြာလွန်းနေ ဒါတွေကိုသူကုံထိုင်နိုင်မှာမဟုတ်ဘူးဆိုတော့မြတ်စွာဘုရားကအဲ့ဓာရီအတွက်စိတ်မပူနဲ့ကိုယ်စိတ်လေးကိုထိမ့်သိမ့်နိုင်ရင်လားစိတ်တလုံးပဲထိမ့်သိမ့်ကျန်တာတွေသာသာစိတ်ကိုနိုင်လို့ရှင်အလုံးကိုနိုင်သွားမယ်ဆိုစိတ်ကိုထိမ့်လိုက်တာနဲ့ကျန်တဲ့ဟာတွေကအကုန်လုံးထိမ့်သိမ့်ပြီးသားဖြစ်သွားတယ် ဲ့တော့စိတ်ကိုမထိန်နိုင်ဘူးဆိုလို့ရှိရင်တော့ကျန်တာတွေလည်းမထိန်ဘူးပဲဖြစ်သွားတယ်နော်